။အိုးတခင်ယေရှုကိုရောဝင်ချပါသည်ကိုရောဤနှုတ်ကပတ်တော်ကိုချပါသည်တခင်ယေရှုဖိလိပ္ပိအခန်းကြီး၃အပိုင်းငယ်တကနေ27ခရစ်တော်ကို အမျက်ရရန်နောက်တော်တို့လိုက်ပြေးခြင်းသာကြီးဝိညာဉ်တော်အဖြစ်အစေခံခြင်းနှင့်အသွေးသား၌ကိုးစားမှုမရှိခြင်း အပိုင်ငယ်တိမှ၆ ဖိလိပ္ပိအခန်းကြီးသောအပိုင်းငယ်၁ကျွင်းသေးသောစကားဟူမူကားငါညီအကိုတို့တခင်ပြား၌ဝမ်းမြောက်ခြင်းရှိကြလော အထက်ထက်ငါရေလိုက်တော်လေငါဖို့ပင်ပန်းရာမရှိတင်တို့အဖို့မူကားလုံခြုံရာဖြစ်၏ခွေးတို့ကိုတည်ပြုကြလောစိုးညစ်သောလှုပ်ဆောင်သူတို့ကိုတည်ပြုကြလောရေပြားလှီးခြင်းကိုတည်ပြုကြလော ငါတို့ဒီဖျားခင်ဤဝိညာဉ်တော်အားဖြင့်အစေခံ၍အသွေးအသား၌ကိုးစားခြင်းမရှိဘဲခရစ်တော်ယေရှု၌ဝါကြွားဝမ်းမြောက်တော်သူဖြစ်၍အေးပြားလိချင်းကို ခံတော်သူဖြစ်ကြ၏။သို့တော်လည်းငါဖြစ်လင်အသွေးသား၌ကိုးစားစရာအကြောင်းရှိ၏။အခြားသူမိဒီကအသွေးသား၌ကိုးစားစရာအကြောင်းရှိသည်ဟုထင်လေ။ငါမူကားတာ၍ရှိ၏။ငါသည်ရှိရမြောက်သောနေ့၌ အရေးပြလီချင်းကိုခံရ၍အစ္စရေအမျိုးဘင်ယမင်အနွယ်ဖြစ်၏ဟေပြဲလူမှမွေးဖွားသော ဟေပြဲလူဖြစ်၏ပြည့်ညက်တရားအားဖြင့်ပါရိရှဲဖြစ်၏စိတ်အားကြီးချင်းကိုမေးတော့ငါသည်အတင်းတော်ကိုညှင်းဆဲတော်သူဖြစ်၏ပြည့်ညက်တရားအားဖြင့်ရတော့ဖြောင့်မတ်ချင်းကိုမေးပြန်တော့ငါသည်အပြစ်တင်ခွင့်နှင့်ကင်းလွတ်တော်သူဖြစ်၏ ခါခွေခရစ်တော်ကြောင့်အရာခတ်သိန်းကိုရှုံးစေသောအရာကဲ့သို့ ထင်မှတ်ခြင်းအပိုင်ငယ်9မှ7တို့တော်လည်းငါ၏အကျိုးကိုပြုစုသောအရာရှိသမျှတို့ကိုရှုံးစေသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်၏ထိုမျှမကငါ၏သခင်သည်ဟူသောခရစ်တော်ယေရှုကိုသိသောပညာသည်အဘယ်မျှလောက်မျက်သည်ကိုထောက်၍ခတ်သိန်းသောအရာတို့ကိုလည်းရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ထိုသခင်ချင်း ကြောင့်ခတ်သိန်းသောအရာတို့ကိုအရှုံးခံပြီးခရစ်တော်ကိုအမြင့်ရပါမိအကြောင်းခတ်သိန်းသောအရာတို့ကို မစင်ခဲ့တော့ငါထင်မဲ့၏ပြည့်ညက်တရားအဖြစ်ရတော့ကိုဖြောင်းမတ်ခြင်းကို မကိုစားပဲခရစ်တော်၌ယုံကြည်ခြင်းအဖြစ်ရတော့ဖြောင်းမတ်ခြင်းသည်ဟုတော့ယုံကြည်ခြင်းကြောင့်ဘုရားသခင်ပေးတော်မူသောဖြောင်းမတ်ခြင်းကို ကိုးစားသည့်ဖြစ်ထိုသခင်၌မြင်ပါမိအကြောင်းထိုသခင်ကို၎င်းကိုတော်ရဲ့ထမ်းမြောက်ခြင်းတကောတော်ကို၎င်း ကိုတော်ဤစင်းရဲဒုက္ခခံခြင်းကို မိတ္တဟယဖွဲ့ခြင်းကို၎င်းတိကျွမ်းခြင်းကကိုတော်ဤအသေးခံတော်မူခြင်းတို့တဒံတူဤတေခြင်းမှတာ၍မြတ်တော်ထောင်းမြောက်ခြင်းအခွင့်ကိုငါရနိုင်ကောင်းဤကားငယ်နောက်တော်တို့လိုက်ပြေးခြင်းအပြင်ခရစ်တော်ကို အမျက်ရယူခြင်းအပိုင်ငယ်၁၂မှ၁၆ထို့ဆိုတော့အကျိုးကိုခံရပြီးစုံလင်ခြင်းတို့ရောက်ရပြီးဟုငါမဆိုလို့ ထိုအကျိုးကိုပေးခြင်းကခရစ်တော်ယေရှုတည်ငါကိုကင်ဖန်းတော်မူ၏ထိုအကျိုးကိုကင်မိခြင်းကငါပြေး၍လိုက်သေး၏ညီအကိုတို့ငါကင်မိပြီဟုကိုကိုကိုမထင်တော်လဲငါပြုတော်အမှုတခုဟုမူကားနောက်ကြတော့အရာကိုမမှတ်ပဲရှေး၌ရှိသောအရာတို့ကိုကန့်လန့်၍ခရစ်တော်ယေရှု၌ဖျားခြင်းသည်အထက်အယမခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကိုရခြင်းကား ပန်းသုံးတိုင်တို့ငါလိုက်ပြေး၏ထို့အကြောင်းထို့ကြောင့်ပြေဝစွာ ကြီးရင်တော်သူ ရှိသည်များတို့သည်ဤတို့တော်အတိညာရှိကြ၏မည်တင်တို့သည်တစုံတစ်ခုတော်အရာ၌တဘောချာနာနှင့်ထိုအရာတို့ကိုပင်ဖျားခင်ပေါ်ပြတော်မူလိမ့်မည်တို့မဟုတ်တော်လဲယခုမိသည်များအတိုင်းတနည်းဒီဖြစ်ရှောက်လန်းကြရမည်ဂါကြီး ကိုခန္ဓာအစဉ်တန်ပြောင်းလဲခြင်းအတွက်ခရစ်တော်ကို မျော်လင့်နေခြင်းညီကိုတို့ငါနီးသူတင်တို့သည်တညီတညွတ်တဲ့ပြုကြလောငါတို့ဘေးသောပုံသက်သည်နှင့်အညီရှောက်လန်းသောသူတို့ကိုလည်းရှုမှတ်ကြလောအကြောင်းမူကားအထက်ကအဖန်ဖန်ငါပြော၍ယခုပင်မျက်ရည်ကြလျက်နှင့်ပြောသည့်အတိုင်းခရစ်တော်ရဲ့လဝါကားတိုင်းကိုရန်ဖက်ပြု၍ကျင့်တော်သူအများရှိကြ၏ထိုသူတို့သည်ပျက်စီးခြင်း၌လမ်းဆုံးတတ်ကြ၏ သူတို့ဤဖျားမှုကမိမိတို့ဝမ်းပေသည်မိမိတို့ရှက်ကြောက်ဖွယ်တော့အကျင့်၌တာမိမိတို့ဝါကြွားကြ၏သူတို့ရဲ့အသည့်စိတ်သည်မြေကြီးအရာတို့ကိုသာဆွဲလန်းခြင်းရှိကြ၏ငါတို့ရဲ့နိုင်ငံသားအရာမှုက ကောင်းကင်များ၌တည်တဲ့ရှိ၏ကဲတင်ရှင်တခင်ယေရှုခရစ်သည်ကောင်းကင်များမှကြွလာတော်မူမည်ဟုငါတို့သည်စိတ်အားထက်သန်စွာစောက်လျက်နေကြ၏ ထိုသခင်သည်ခသိန်းသောအရာကိုပင်မိမိအောင်၌နှိမ့်ချနိုင်တော်မူသောပြုပြင်အားထုတ်ခြင်းအဖြစ်ယုံညံ့သောငါတို့ရဲ့ကိုယ်ခန္ဓာကိုပင် ကိုတော်ရဲ့ဘုံတော်နှင့် ပြည့်စုံသောခန္ဓာဤသူ ဖြစ်စေခြင်းကအစင်းတဒံပြောင်းလဲစေတော်မူလတံအာမင်။အိုးသခင်ယေရှု